စစ်တောင်းမြဝန်းဒေတာစစ်စင်ရေးအဖြစ်ရေတာရှည်မြို့နယ်တွင် အကျန်းဖတ်စစ်တပ်ကိုတိုက်ခိုက်စစ်တပ်မှတရင်မှုညီညီနိုင်အပါအဝင်15ဦးသေဆုံးပဲခူးတိုင်းစစ်တောင်းမြဝန်းဒေတာရေတာရှည်မြို့နယ်ရွာတစ်ကြီးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကျန်းဖတ်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ကတရင်မှုညီညီနိုင်အပါအဝင်15ရောက်သေးဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်2စစ်စင်ရေးနယ်မြေကထုတ်ပြန်ပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေနေပြည်တော်တိုင်းစစ်ဌာနကိုကဲမှုအောက်ရှိယူဟာစစ်ကြောင်းက အော်တိုဘာလ20ရက်မှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ကတရင်မှုညီညီနိုင်အပါအဝင်15ရောက်တေဆုံးခဲ့ပြီးနေရောက်ကိုစစ်တုံးမှန်းအဖြစ်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်လက်နက်ငယ်9လက်60ဆမမတလက်ဒရုန်းကြံပါအထိုင်ဆက်ကြီးတစ်ခုခဲယံမျိုးစုံနဲ့အခြားစစ်တုံးပစ္စည်းတွေကိုလည်းတင်စေရရှိခဲ့တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာအကျန်းဖက်စစ်တပ်ကစစ်ကူအင်အားတွေဖြည့်တင်းကပြန်လည်တိုးဝင်လာတာကြောင့်တိုက်ပွဲငယ်တွေဆက်လက်ဖြစ်ပွားနေပြီးစစ်တောင်းမြေကံဝန်းကျင်ဒေသရှိကျေးရွာတွေကပြည်သူတွေအနေနဲ့စစ်ရေးတရီနဲ့နေထိုင်သွားလာဖို့အမှတ် နှင့်စစ်စင်ရေးနယ်မြေကအတိပေးထုတ်ပြန်ထားပါတယ်